တနမိုးတိမ်ကိုလက်တွဲခေါ်ကရွှေမန်းကိုအသက်စိန်ခေါ်လိုက်တဲ့ဟင်းဝင်ရန်တပြေလုံးရဲ့အရှိတေကိုတိမ်ပိုက်ထားတဲ့ဟင်းဝင်ရန်တို့ဆောင်တဲ့ကတော့အာလုံကဖဲကျင်ထားတဲ့တနမိုးတိမ်ကိုလက်တွဲခေါ်ပြီးအနုပညာလောကကတစ်ခုလုံးကိုဆန်းကျင်လိုက်ပါပြီပူပူနွေနွေကြီးဖြစ်သွားတဲ့တနမိုးတိမ်နဲ့ရွှေမန်းကိစ္စမှာအနုပညာလောကတစ်ခုလုံးကရွှေမန်းဘက်မှသာရတည်ခဲ့တာဖြစ်ပြီးတနမိုးတိမ်ကိုတော့ဝိုင်းဝန်းထိုးနေခဲ့ကြတာပါတနမိုးတိမ်ကိုဝိုင်းဆော့ကြတဲ့အထဲမှာသဆိုင်ဒီနှလုံးဆင်ထားတဲ့မင်းသားနဲ့ မိုးရွာနေတဲ့ဝါဆိုလာအပြင်ကိုရီးယားကျင်မဲနဲ့ရိုက်တာအတိုင်းဝိုင်းထဲကမိမတူဦးပါပါဝင်ခဲ့ပါတယ်အခြားသောမင်းသားမင်းသမီးတွေကလည်းတလမိုးတိမ်မတရားခံရတာကိုတတိကြီးနဲ့ထုတ်လုပ်သူပရိုဂျူဆာတသိကြီးဖြစ်တဲ့ရွှေမားဘက်ကတာရတီပေးခဲ့ကြပါတယ်ဘလော့ကလုံးနဲ့တလမိုးတိမ်တယောက်တည်းပွဲဖြစ်နေချိန်မှာတလမိုးတိမ်ဘက်ကရတီပေးခဲ့တာဆိုလို့ဂျွန်းလင်တယောက်တည်းရှိခဲ့တာပါဒါကြောင့်တလမိုးတိမ်ကအကုန်လုံးကိုတမီးကိုဝိုင်းလုံးနေကြတဲ့ဆရာလိုငိုတန်ပါကြီးနဲ့တိုင်တန်ခဲ့ပြီး ဟေးဝင်ရန်ကအဲ့ဒီစကားအပေါ်ဂယုဏတခဲတာဖြစ်ပါလေ။ဒါကြောင့်လည်းအနုပညာလောကတစ်ခုလုံးဘသူမှအဖက်မလုပ်တဲ့တနာမိုးတိန်ကိုသူ့ရဲ့နောက်ခံတဲ့အလုပ်တွေပေးပြီးအခုလိုပဲလက်တွဲခေါ်ယူခဲ့ပါလေ။ဒါပေမဲ့အိမ်တောင်ရှိတဲ့ယောက်ျားပြီးပြီးတနာမိုးတိန်လက်တွဲဖို့အတွက်စွပစ်တစဉ်စီကအရင်ခွတ်တောင်းခဲ့တယ်လို့လည်း တတင်းစကားတွေတည်တိုးကြရပါတယ်စပြစ်စစင်ကလည်းသဘောထားကြီးစွာနဲ့တရမိုးတိန်ကိုနောက်တစ်ပံပြန်တောက်ပဖို့ယောက်ျားနဲ့တွဲဖက်အလုပ်လုပ်စီခဲ့ပါတယ်တချို့ကတော့ဟင်းဝင်ရန်ရဲ့အဆိုပါတွေခေါ်တယ်လို့ရဟာအချိန်အဝါကြီးတဲ့ရွှေမန်းကိုတိုက်ရိုက်ကြီးစိန်ခေါ်လိုက်တလို့တောင်ဖြစ်သွားတယ်လို့ပြောကြပါတယ်ဒါပေမဲ့ဟင်းဝင်ရန်ရဲ့ချမ်းသာမှုနဲ့ရွှေမန်းရဲ့နောက်ခံကတိတ်တော့ကွာထားတာမဟုတ်ပါဘူးဟင်းဝင်ရန်ကလည်းပဲမျိုးရုံမြဲတော်သူကြီးဖြစ်တယ်လို့ပိုင်ဆိုင်မှုကတိမ်ပေါင်းတောင်းချီကြော်ရပါတယ်ဟင်ဝင်ရန်ကဘယ်တရိုက်တာမှခေါ်မရိုက်ပဲနဲ့ကို သူပဆံတူတုံးပြီးကိုတိုင် protection ထောင်ကခေါင်းဆောင်မင်းသားတက်လို့ခဲ့သူဖြစ်ပြီးနိုင်ငံရေးမတိမငိမ်ဖြစ်လို့ပစ္စည်းရှိလူဒန်းသားတွေတောင်းခရီးရိုက်တုံးကလည်းတင်းရရှိတန်တဲ့ဟိဝင်ကစွပြက်ကိုတင်းရရှိတန်တဲ့ရွှေတံလက်ဆောင်ပေးခဲ့တာကိုတတိထားမိကြမယ်ထင်ပါတယ်။ဒါ့အပြင်ဟိဝင်ရန်စီးတဲ့ကားတွေကလည်းအခုတိထွက်မသွားသေးပဲတူတူကိုလုံးမှာလည်းအခောက်ရွှေတွေနဲ့အပြားကြီးကြီးဝတ်ထားတဲ့အကျင်လည်းရှိပါသေးတယ်။ ။တာမာလူတွေကဒါဟင်းဝင်ရံကိုတော့ခိုင်းတဲ့လူဝိယတနာကအစားအပြားကြီးကြီးအထူးကြီးကြီးတွေဝတ်သက်တယ်လို့ပြောပေမဲ့လည်းတကယ်ကဘလောက်ချမ်းသာလဲဆိုတာဖုံးလို့မရတဲ့တတိပဲဖြစ်ပါတယ်။ဟင်းဝင်ရံရဲ့အဖေကလည်းတော်ရုံလူတွေလုံးဝအနာမကနိုင်တဲ့သူဖြစ်တဲ့အပြင်ဆောက်လုပ်ရေးလုပ်ငန်းကိုပန်းပြပြီးမြမစီးပွားရေးလုပ်ငန်းမှာလူတိုင်းချင်ကြတဲ့တတိကြီးဖြစ်တယ်လို့သိရပါတယ်။အထူးသဖြင့်မြန်မာနိုင်ငံရဲ့အဓိက ပုဂ္ဂိုလ်တစ်ခုဖြစ်တဲ့ရောဘာလုပ်ငန်းမှာလည်းကြီးမားတဲ့ယင်းနှမြုံနာမှုတွေပြုလုပ်ထားပြီးအကြက်ပေါင်းများစွာကျယ်ဝန်းတဲ့ရောဘာရှန်တွေကိုပိုင်ဆိုင်ထားတယ်လို့ဆိုပါတယ်။ဒါကြောင့်ဒီပိုင်ဆိုင်မှုတွေနဲ့ဆိုရင်ရွှေမန်းကိုပြန်ဖက်ရင်တောင်မချုံတဲ့အနေအထားမှာရှိပါတယ်။တစ်ဖက်မှာလည်းရွှေမန်းကအစိုးရပေါ်တင်းရရှိအကျွေးတင်နေတယ်လို့သတင်းတွေထွက်နေတာမို့လို့ ။မိတ္တကြီးရောတနမိုးတိန်ကိုလတွဲခေါ်ကရွှေမန်းကိုတက်ဆိုင်ခေါ်လိုက်တဲ့ဟင်းဝင်ရအပေါ်ဘလို့များထင်ကြပါသလဲနော်။မိတို့ရဲ့အမြင်လေးကိုလည်းမှရှင်းပေးခဲ့ပါအောင်နော်။ကြည့်ချူပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။